အထာနာမေတံဘိက္ခွေအနဝကာသောယံပရုပက္ကမေနတထာဂတံဇီဝိတံဟောရောပိယအနုပက္ကမေနဘိက္ခွေတထာဂတာပရိနိဗ္ဗာန်ယံတိအတိဘေကသူတော်ဘာတွေလုံးလာပြောကနဲ့မြတ်စွာဘုရားကိုတည်အောင်လုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ဖြစ်နိုင်စရာအကြောင်းလုံးဝမရှိဘူး impossible လို့ပြောတာပဲအထာနာမေတံ impossible ဘယ်နည်းနဲ့မှဖြစ်ဘူးဘုရားဆိုတာဟာ သူတပါရဲ့တပ်ဖြတ်မှုမပါဘဲနဲ့တဘာဝအတိုင်းသာလဲပြိဋိဘံဆံယောရှိတယ်ဆိုတဲ့ဒီစကားကိုမိတ်ချတာเนาะအဲ့ဒီအထာဏမေတံဘိက္ခဝေအနဝကာသောအထာဏဆိုတာဖြစ်နိုင်စရာအကြောင်းမဟုတ်ဘူးအနဝကာသောဖြစ်နိုင်တဲ့အခွင့်အရေးမရှိဘူးယံပြုပက္ကမေတံတထာဂတံဇီဝိတံဟောရောပိယသူတော်ဘာတွေကလုံလပြုတ်ပြီးတော့မြတ်စွာဘုရားကိုတတ်တယ်ဖြတ်တယ်ဆိုတာမဖြစ်နိုင်ဘူးတဲ့လုံးဝမဖြစ်နိုင်ဘူး အနုပကမေနဘသူရဲ့လုံးလာမှာမပါပဲနဲ့တထာဂတာပြိနိဗ္ဗာန်ယန္တိဖရာဆိုတာသူ့အလိုလျောက်တာပြိနိဗ္ဗာန်ဆန္ဒသူများတတ်လို့မသေးဘူးလို့ဆိုလိုတယ်ပေါ့အဲ့ဒါလေးကိုမန္တန်အဖြစ်အသုံးချကြတယ်နော်မန္တန်အဖြစ်အသုံးချလို့ရတယ်လေရှင်ကြည်လို့ရှိရင်တော့လောက်ပေါ့သူများတွေကကိုယ့်ကိုလှုပ်ကြံတတ်ဖြတ်ခြင်းကော မတတ်နိုင်ဘူးတဲ့တချို့ဆရာတော်ကြီးတွေအဲ့ဒါကိုရွတ်တယ်သူများတွေကမလောက်ကြနိုင်ဘူးမြတ်စွာဘုရားကိုခုံကိုအာယုံပြုတ်ပြီးတော့အထာနာမေတံဘိက္ခူနဝကံတော်ယံပရုပက္ခမေနတထာဂတံသီဝိတဝရောပိယအနုပက္ခမေနဘိက္ခူတထာဂတာပြိဋိဘယန္တိဆိုတဲ့ဒီစာပိုက်ကလေးကိုအမြဲတမ်းရွတ်ဖတ်တရေဆယ်ပြီးတော့ ်ရသော်ဘုရားကိုကြည်ညိုတဲ့အနေနဲ့ကုသိုလ်စိတ်တွေပွားမယ်ဆိုရင်တော့အကျိုးတော့ဖြစ်မှာပါပဲသိကြတယ်เนาะဘုန်းကြီးတို့မှတ်တမ်းနေတယ်မှာမြန်မာနိုင်ငံမှာတစ်ချိန်တုန်းကဒီလွတ်လပ်ရေးမရခင်အချိန်ဒုတိယကမ္ဘာစစ်အပြီးမှာပလေယောဂါတွေကြီးကျစ်ဖြစ်တယ်အင်္ဂလိပ်လက်ထက်ကနောက်ပိုင်းမှာပလေယောဂါတွေတားဖြစ်တယ်အင်္ဂလိပ်ပြောင်းဝင်လာတဲ့အချိန်နဲ့တူပါတယ် ဒုတိယကဘာစစ်မှာပြေယောဟာတွေဖြစ်တယ်ရွာတွေမှာတရင်ပြီးတရင်ဆိုတာလို့လူတွေဟာသိဆုံးကြတယ်အဲ့ဒါလို့အကြီးအကျယ်ပြေယောဟာတွေဖြစ်တဲ့အခါပြိတ္တော်တွေရွတ်ကြနောက်ဆုံးမှာအဲ့ဒါလို့ပြိရွတ်တာတောင်မှပဲသိဆုံးမှုနှုံနာရော့မကြသေးဘူးတဲ့ အဲ့ဒီမှာဘုန်းကြီးတို့ရဲ့ဆရာတော်ကြီးကဓနုဗျူစံကင်းရွာမှာတရင်တုံးတာအဲ့ဒီတော့အမှုစံကင်းဆရာတော်လို့ခေါ်တယ်အဲ့ဒီဓနုဗျူစံကင်းမှာနေတဲ့အချိန်မှာစံကင်းရွာမှာပလေယောဂါတွေဖြစ်တဲ့အခါဒါတွေရွတ်နောက်ဆုံးမှာဆရာတော်ကြီးကပရိတ်တေကြီးပဲမဟုတ်ဘဲနဲ့အဋ္ဌနာမေတံထည့်ပြီးတော့ရွတ်တဲ့အခါကြတော့မှာ အသေးပြောက်တွေဟာရန်နာသွားတယ်လို့ဒီလိုဆိုတယ်အဲ့ဒါလို့မှတ်ထားတာရှိတယ်ပေါ့နော်ဒါကဘာဖြစ်လို့လို့ဆိုတော့ပလေယောဂါကြောင့်လူတွေသေသေတာတော့ယောဂါကြောင့်သေတာသေပါများလာတဲ့အခါကျတော့မကောင်းဆိုးဝါးတွေရောက်လာတယ်ပေါ့နောက်ဆုံးမှယောဂါကြောင့်သေတာလည်းမကောင်းဆိုးဝါးကြောင့်သေတာတွေများလာဒါကြောင့်မလို့ပရိတ်တွေရွတ်အတ္တနာမိတ္တရွတ်တဲ့အခါကျတော့မကောင်းဆိုးဝါးတွေဟာမနေနိုင်ဘူးထွက်ပြေးကုန်ကြတယ် ဲ့ဒီလိုနဲ့ယောဂဝေဒနာတွေပျောက်ကင်းသွားတယ်လို့ဒီလိုဆရာတော်ကြီးမိန်ကြားတဲ့စကားကိုကိုးကားပြီးတော့ရေးထားတာတွေရှိတယ်ပေါ့နော်အေးအဋ္ဌနာမေတ္တံဆိုတာအဲ့ဒီတုန်းကမြတ်စွာဘုရားကယန်းတွေကိုမိန်ကြားခဲ့တဲ့စကားပဲ